မင်္ဂလာပါရှင်။ Ansocket အစီအစဉ်မှာကြိုဆိုလိုက်ပါရယ်။ညမမဲပါပါရှင်။မင်္ဂလာပါခင်ဗျာ။ကျွန်တော်တာတူးပါ။ဟုတ်ကော။မင်္ဂလာပါ။မင်္ဂလာပါ။မဲပါရေ။ရှင်။ဒီတစ်ခေါက်တော့အကူကဘာမှမမေးတော့ဘူး။ဟုတ်။အခုပြောပြ။ပြောပြမှာပေါ့။ဟုတ်ကဲ့။ဒီနေ့မဲဝါရှာလာတဲ့အကြောင်းလေးတစ်ခုရှိရယ်။အေးဟုတ်ပြီ။ဟုတ်။ပြောပြပေးနော်။ Webley Hey ဆိုနာမည်တစ်ခုညီတွင်နေပေါ့နော်။ဩ Webley Hey ။ဟုတ် Webley Hey အကြောင်းပြောပြမယ်နော်။ Okay ပြောပြပါဗျာ။ ဒီ Wimbley Hay ဆိုတဲ့ဒီနာတာရှိပေါ့နော်ဒီစေကူဌာနကို1930ဒီဇူလိုင်လပေါ့နော်26ရက်နေ့မှာဒီ Kentucky ပြည်နယ်ပေါ့နော် Jefferson County မှာဒီ TB ရောဂါတွေပေါ့နော်ကုသပီးရန်ဆိုတဲ့ဒီရွေရွေချက်နဲ့ပေါ့နော်ဒီစတင်ဖွင့်လှစ်ခဲ့ရပေါ့ဟုတ်ဟုတ်တတ်အဆောက်အဦးမှာဒီ TB လူနာပေါ့နော်40ကနေပြီးတော့50လောက်အထိကိုထားရှိကုသပေးနိုင်ခဲ့တယ်။ဩအဲ့ဆိုရင်ဟောပေါ့ TB ရောဂါတွေကုသပေးတဲ့ဆေးရုံပေါ့ဆေးရုံဟုတ်ကဲ့ဟုတ်ကဲ့ဩဟုတ်ပါပြီ။ ဲ့တော့သူက2926ခုနှစ်ပေါ့နော်အော်တိုဘာလ18ရက်နေ့မှာဒီ tuberculosis ဆိုတဲ့ဒီရောဂါဖြစ်ပွားမှုကြောင့်ပေါ့နော်လူနာတွေကဟိုများများလာရယ်ပေါ့နော်ဒီများပြားလာတဲ့အတွက်လဲစီမံဆောင်ရွက်ဖို့အတွက်ဒီ Whipple Hay ဆိုတဲ့ဒီပုံမိုကြီးမားရယ်ပေါ့နော်ဆေးရုံတစ်ခုဖွင့်လှစ်ခဲ့ရယ်ပေါ့နော်ဒီဆေးရုံကဒီအဆောက်အဦ၅ဌက်ရှိတယ် တော့ငါသက်ရှိပဲဒီတောင်တန်းရဲ့ဒီထိပ်ပေါ်မှာပေါ့ပြောမလို့တောင်ပေါ်ရဲ့အမြင့်ဆုံးမှာအောင်မှာသူကတိတ်တိတ်ဆိတ်ဆိတ်နဲ့ငြိမ်သက်တဲ့နေရာမှာတိစောက်ထားတာပေါ့နော်အဲ့တော့ဒီလူနာတွေကိုပေါ့နော်ဒီအေဂျင့်ဆောင်နေထိုင်ဖို့အတွက်ကောဟိုတန်ရှင်းလက်ဆက်တဲ့ဒီလေအေးလေးတွေလည်းဟိုအသက်ဝဝရှူရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလည်းသူကယုံကြည်ထားကြတယ်အဲ့ဒီအတွက်လည်းဒီနေရာမှာဖွင့်လိုက်တဲ့သဘောမျိုးပေါ့နော်အရေးကြီးဆုံးအချက်ကတော့ကွယ်ဒီလူဦးရေထူတက်နေတဲ့နေရာကြီးထဲမှာမှာဒီတက်တက်ဒီလူနာတွေကိုပေါ့နော်ဒီခွဲထုတ်လိုက်တယ် နောက်လဲဆိုတို့ကအဲ့လိုကူးဆက်ယောဂဖြစ်နေတော့တို့တို့သီးသဖွဲထားနိုင်ခဲ့တာဖွဲထားလိုက်တဲ့သဘောမျိုးပေါ့အေးပေါ့အေးပေါ့နော်ဒီကောင်းနေရဲ့ခြားရဲကနေပြီးဖွဲထားလိုက်တဲ့သဘောပေါ့အေးပေါ့ဒီယောဂမဖြစ်သေးတဲ့လူတွေကူးမဆိုးလို့ကူးမဆိုးလို့ဟုတ်တယ်ဖွဲထားချင်တာနော်အခုကွာဒီ tuberculosis ဆိုတဲ့ဒီ TB အကြောင်းနောက်ခံအချက်လက်ကိုအနေငယ်လေးညီမပြောပြမယ်ပေါ့နော်။အော်โอเคပါပြောပြပါအောင်နော်။ ဒီ tuberculosis ကကြတော့ TB လို့အမည်ရပြီးရောပေါ့နော်ဒီအဖြူရောင်ပလိတ်ယောဂလို့လည်းခေါ်ကြတယ်ပေါ့နော်အဲ့ဒီယောဂပေါ့နော် Mycobacterium tuberculosis လို့ခေါ်တဲ့ bacteria ပါဝင်တဲ့လေကိုပေါ့နော်ဒီအသက်ရှူသွင်းလိုက်တဲ့အကြောင်း ကိုးဆက်မိတဲ့ဒီဟိုကိုးဆက်မိလိုက်တာနဲ့ပေါ့နော်ဆိုးရတဲ့ကိုးဆက်ယောဂတခုဖြစ်လာတယ်ပေါ့နော်အဲ့တော့ဆိုဒီလေရှူလိုက်တဲ့ဟိုကနေကူးတာပေါ့နော်ကူးတာဟုတ်တယ်ကိုအဲ့တော့ဒီဘက်တီးရီးယားကပေါ့နော်ဒီအဆုတ်ကိုဖျက်ဆီးနိုင်တယ်ပေါ့နော်သေဆုံးသူတွေဆိုရင်ဒီစုစုပေါင်းပါတော့ကဏန်းကခန့်မှန်းအဖြစ်ဆိုရင်1ဘီလီယံခန့်အောင်ရှိနေပြီအော်အများကြီးပဲဟုတ်တယ်ကိုတော်တော်များနေပေါ့နော်ကျောက်ဆယ်နော်ယောဂသူလည်းဟိုပေါ့ပြမလို့ယောဂကပ် ဆိုးကြီးလို့ဖြစ်နေတာပေါ့နော်အခက်ကကဆိုးကြီးပေါ့နော်ဟုတ်အဲအကြောင်းပေါ့နော်ဒီယောဂအများရဲ့တဲ့ဒီမိခင်ယောဂလို့တော့သူကနာမည်ပြောင်းတော့ခေါ်ဆိုကြသည်ရေပေါ့နော်ဟုတ်ပြီဒီ20ရာစုအစောပိုင်းခတ်မှာပေါ့နော်ဒီကင်တူဂီနယ်မြေရဲ့ပေါ့နော်ဒီပူပြင်းဆိုဆိုတဲ့ရာသီဥတုအခြေအနေကြောင့်ဒီတူဘာကလော့စ်ယောဂါကပေါ့နော်ညာပြဆိုတာကူးစက်ပြတ်နှံခဲ့ဩ เนาะအဲ့ဒါကြောင့်ပေါ့เนาะဒီလူနာတွေအတွက်ကတော့ကုသမှုလို့အချက်တီကြောင့်ဒီ replicate ဒီကုဆက်ယောဂဆေးရောအစာအုပ်တစ်ခုကိုတိဆောက်ဖို့အတွက်ပေါ့เนาะအရေးကြီးနေခဲ့တာပေါ့เนาะအဲ့တော့ဒီနေရာမှာလူနာ900ခန့်အဆင်ပြေစွာစောင့်ရှောက်နိုင်ခဲ့တယ်ဟုတ်အဲ့တော့ပေါ့เนาะဒီကုသမှုအားလုံးကိုပေါ့เนาะအောင်မြင်စွာမရနိုင်ခဲ့ဘူးဒီလူ900လောက်တော့ထားနိုင်တယ်ဒါပေမဲ့ ဒီလူတွေကိုအောင်မြင်စွာကူးသားနိုင်ဖို့ကတော့အကောင်လုံးတက်တော့မဖြစ်နိုင်ခင်ဘောเนาะဟုတ်အစာဦးရဲ့ပိုင်ရှင်ပေါ့เนาะတီနာမက်တစ်ကလင်ကဒီသူ့ရဲ့အဆူရပေါ့เนาะဒီရီပလီမာဆိုရင်ねဒီတူဘာကလိုစစ်ဖိုးကအဆုတ်ကနေပြီးတော့ဒီအုံနောက်ကိုပေါ့เนาะပြန့်နှံ့တဲ့လူနာတွေကူးသားဖို့အတွက်ဒီလျှက်စစ် ဟိုပေါ့နော် တိုက်ခိုက်တဲ့ကုတုံးပေါ့နော် electro shock အဲ traffic ကိုပေါ့နော်အသုံးပြုခဲ့ရပေါ့နော်ဒီ laser တိုက်ခိုက်တဲ့ကုတုံးပေါ့နော် mod wind လို့ခေါ်ရပေါ့နော်ဒီအဆောက်အဦရဲ့ဒီပထမတက်နေရာမှာပေါ့နော်ဟိုဆောင်ရွက်ခဲ့ကြရပေါ့နော်အုံနောက်ကိုပေါ့နော်ဒီကူးဆက်သွားတဲ့ဒီ upper close ဒီယောဂါရှိတဲ့သူတွေကိုဒီ laser ကုတုံးနဲ့အသုံးပြုခဲ့ကြရပေါ့နော်ဒါပေမဲ့လေဒီ laser ကုတုံးအသုံးပြုခဲ့ကြမှာပေါ့နော် တိတ်ပြီးတော့မထိရောက်ဘူးလို့ခံမှန်းခဲ့ရတယ်ပေါ့เนาะအဲ့တော့ဒီဒီအချိန်မှာပေါ့เนาะတခြားကူသားနီလန်ကလည်းမရှိတော့ဘူးပေါ့เนาะအဲ့တော့ဒီနီးကိုပဲသူကအသုံးပြုခဲ့ကြတာပြောရမလို့သူတို့တက်ကဟိုကူသားကိုနီလန်ရှာပွေဖို့ရှာပွေလို့မရဘူးမရသေးအချိန်ကာလပေါ့အချိန်ကာလဖြစ်တယ်ပေါ့ကက်ယောဂကာလဖြစ်တာဟုတ်เนาะဟုတ်တယ်ကိုဟုတ်အဲ့တော့ဒီပေါ့နော်စိတ်ဝင်စားပွဲကောင်းတဲ့အချက်ကကြပါတော့တူဘာကလိုစစ်ကပေါ့နော်ဒီအလွန်လွယ်ကူစားကူးစက်နိုင်တဲ့အတွက်ပေါ့နော်ဒီ replay hate ကဒီအရာအလုံးကိုပေါ့နော်ကိုယ်ပိုင်လုံလောက်မှုရှိတဲ့နေရာတစ်ခုအဖြစ် ဖြစ်အောင်ဆိုတော့ထားခဲ့လိုက်တာပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီနေရာမှာဆိုရင်ပေါ့နော်တို့ကိုယ်တိုင်စိုက်ပြိုးတဲ့ဒီစိုက်ပြိုးမှုတွေအာတလိษံမွေးမြူရေးတွေဟိုပေါ့နော်ဒီစာတိုက်ကြုံစာတိုက်ယုံပေါ့နော်ဒီစသဖြစ်ပေါ့နော်ဒီအခြေခံလိုအပ်ချက်လေးတွေကိုတို့ဖြည့်ဆည်းခဲ့ရေပေါ့နော်အဲ့တော့အခြေခံအဖြစ်ပေါ့နော်ဒီ Wembley Hill ကိုပေါ့နော်တစုံတူဝင်ရောက်သွားပါကဘဝင်ရောက်သွားပါဆိုတော့ तू ကဥမာလူနာပဲဖြစ်စေစောက်ရှောက်တဲ့သူပဲဖြစ်စေဒီဆရာဝန်ပဲဖြစ်စေပေါ့နော် ဒီပြင်ပလောကရဲ့ဒီအစိပ်ပိုင်းတစ်ခုအနေနဲ့မဟုတ်တော့ဘဲနဲ့ဒီအတွင်းဘက်နဲ့သာသူကနေရတော့မှာကျောင်းရှင်သာကသူတို့ဒီထက်ဝင်ရောက်ဘူးပြီဆိုရင်အပြုံပြန်ထွက်လို့မရတော့ဘူးအရိကဟောပေါ့ကူးဆက်ယောဂဖြစ်နေတော့ညီမတို့ဒီကိုဗစ်တွေဖြစ်သွားသလိုမျိုးတော့လည်းတကယ်ကူးမှာဆိုလို့အဲ့လိုလိုပုံစံမျိုးပေါ့နော်ဟုတ်ဟုတ်တာပေါ့နော်ဟုတ်အဲ့တော့ပေါ့နော်ဒီနောက်ပိုင်းမှာဆိုရင်ဒီ1962ခုနှစ်မှာပေါ့နော်ဒီ antibiotic ဆိုတဲ့တမျိုးပေါ့နော် အောင်မြင်စွာဖောက်ထုတ်နိုင်ခဲ့တဲ့အတွက်ပေါ့နော်အာဒီလိုဆေးရုံမျိုးမလိုအပ်တော့တာကြောင့်ပိတ်လိုက်တယ် ။အော်ဒီဆေးကိုပိတ်လိုက်တာ။ဟုတ်တယ်။အေးပေါ့နော်ဒါခုန antibiotic ဆိုတော့ဒါဒီယောဂါကိုကုသနိုင်တဲ့ဆေးဝါးပေါ်လာတာ။ပေါ်လာပြီဆိုပြီးတော့သူတို့ကပိတ်လိုက်တယ်။ပိတ်လိုက်တဲ့အချိန်မှာဟိုတယ်အဖြစ်ပြောင်းဖွင့်မယ်ဆိုစီစဉ်ကြတယ်။အော်ဟုတ်လား။ဟုတ်ကဲ့။ဒါပေမဲ့ဒီဟိုတယ်ကိုလည်းသူတို့ကမဖွင့်ပစ်ခဲ့လိုက်ဘူးပေါ့နော်။အော်ဟိုတယ်မဖွင့်ပစ်လိုက်ဘူးနော်။မဖွင့်ပစ်လိုက်အစားတော့ဖွင့်မယ်ဆိုပြီးတော့သူတို့စီစဉ်ပေးပါမဖွင့်ပစ်ခဲ့ဘူးပေါ့နော်။ အဲ့တော့ဒီဆေးရုံမှာပေါ့နော်ကုသခဲ့ပုံကဒီယနေ့ခေတ်လိုမျိုးပေါ့နော် antibiotic လိုမျိုးဆေးဝါးရည်နဲ့ကုသပေးရမျိုးမဟုတ်ဘူး။ဟုတ်လား။သူထုံးစမ်းတယ်။ဘယ်လိုကြီးကုတာလဲ။ဟုတ်တယ်ကောသူက lunario လေးဒီဆေးရုံဆင်ဝင်ဝါးရည်မှာပေါ့နော်ထိုင်ငယ်ဟိုင်းဝင်ခန္ဓာကိုယ်သူကနေအလင်းရောင်နေနဲ့လက်ဆက်တဲ့လေးကိုရှူရဲနေရောင်ကြီးခိုင်ခိုင်းနေပေါ့အကိုရဲ့တည်ရမှာ။အဲ့တော့ဒီလက်ဆက်တဲ့လေးကိုရရှိစေပြီးတော့ဒီယောဂါဘုတိုက် တိုက်ထုတ်ဖို့အတွက်ပေါ့နော်အကူအညီဖြစ်စေခြင်းဖြစ်ဒီကုသပေးရဆိုပြီးတော့သူကအဲ့လိုပြောထားတယ်ပေါ့နော်ကုသပေးပါတယ်ပေါ့နော်ဒါပေမဲ့လေဒီ replay ဟဲမှာကုသခဲ့တဲ့လူနာအလေးဒါ900ခိုင်လုံးပဲအသက်ရှင်ခဲ့တယ်ဟင်းအဲ့တော့ဟိုပေါ့နော်သူတို့ကလည်းဒီလူနာအသက်ရှင်တာ900ခိုင်လုံးတာအသက်ရှင်ခဲ့လို့သတင်းထွက်ပြီးတော့လူနာ8000လောက်အထိတည်ဆုံးခဲ့တာဟောဟုတ်မှာပေါ့နော်เนาะဒီကပ်ဘေးလို့ပေါ့ကပ်ဘေးယောဂါကြီးလည်းဖြစ်တယ်ကွာဟိုကုဆတ်နာအတွက်ကိုတားဆီးဖို့ ဒီပဲဟိုလုံးလို့ရတယ်ကုသဖို့တဘာမှမရှိဘူးဗောနော်အဲ့လိုဖြစ်တာဗောနော်เนาะအဲ့ဆိုတော့ तू ကဒီလူနာ၈00လောက်ဒီတည်ဆုံးခဲ့ကြတာဆိုတော့တို့ရဲ့အဆူရဆိုရင်အလောင်းတွေတို့ကဒီအမိုက်တွေရှော့ဆင်အောင်လုပ်ထားတဲ့လမ်းကြောင်းပေါ့တို့မှာအမိုက်တွေဖြစ်တဲ့လမ်းကြောင်းတစ်ခုတော့ရှိလိမ့်မယ်အော်အဲ့ဒီလိုင်ကောင်းကနေတစ်ဆင့်ပစ်ချပြီးတော့ဒီသူ့ရဲ့လှုပ်ဝက်မြေအောင်လိုင်ကောင်းကနေတစ်ဆင့်ဒီအဆောက်ကိုပြင်ပအောင်သူက ဆွတ်ပစ်တယ်လို့ဆိုကြတယ်။အော်ဟုတ်ပြီဟုတ်ပြီတည်ရတည်ရကိုနိုင်ငံသားတွေမှာဆိုပြီးအမိုက်ပစ်တဲ့နေရာအင်အားတွေပါတယ်မှာဆိုလို့ရှိရင်အဲ့ဒီလူမျိုးတို့ကဟိုကိုလိုစီဆော့တဘောပေါ့နော်အဲ့အဲ့ဟာတွေတို့ပြစ်ချလိုက်တော့ရှော့ပြီးအဲ့လိုသွားတာအဲ့အဲ့ဘောပေါ့နော်သူကအဲ့လိုမျိုးဆွတ်ပစ်တယ်ပေါ့နော်အဲ့တော့ဒီတခြားလူနာတွေကိုလည်းမမြင်ရအောင်ပေါ့အကိုရဲ့ဒီသေဆုံးသူတွေကိုပေါ့နော်အဲ့ဒီဒီအောက်ဒီဘယ်လိုပြောမလဲနိုင်ကောင်းအောက်ထဲကိုပဲထုတ်ဟိုပြစ်ချလိုက်တဲ့သဘောမျိုးပေါ့နော်သူတို့အသုံးပြုတဲ့ဒီလှိုင်ကောင်းကဟိုတစ်ခုတည်းပဲပေါ့နော်ဒါပေမဲ့အဲ့သူ့ရဲ့လှိုင်ကောင်းရဲ့ပေးရလေ ပင်900ခန်းတော့ရှိရ။အော်။အဲ့တော့ဟိုပြောရမစကွေးအဲ့ရပစ်ချလိုက်ပြီဆိုသူကတောင်ပေါ်မှာစိတ်ရောဆောက်ထားလို့ငါပြောသွားတယ်။အဲ့တော့သူကတောင်အောက်ထဲကိုဥတီသွားတာ။အောက်ကိုလောကပြုတ်ကျသွားတဲ့ပုံစံမျိုးကြီးပေါ့နော်။ချောချလိုက်ပြစ်လိုက်တာတော့နော်။အဲ့တော့ဒီလိုပေါ့နော်သူတို့လှုပ်ဝက်ချက်ဟိုလှုပ်ဆောင်ခြင်းလှုပ်ဆောင်လိုက်တဲ့အားဖြင့်ပေါ့နော်ဒီ TV ယောဂရဲ့ပြင်ထန်မှုအခြေအနေကိုပြည်သူလူထုမသိအောင်အော်သူကလှောက်ဆောင်ထားတယ်ပေါ့နော်လှုပ်ခဲလိုက်ပဲပေါ့နော်အဲ့လိုပဲဒီယောဂါကိုဟိုမခုခံနိုင်ပဲတည်ဆုံးသွားကြတဲ့ တနေ့ထက်တနေ့ပေါ့နော်အာများပြလာတဲ့လူတွေအလောင်းကလည်းကြုံတွေ့နေရခြင်းကြောင့်ဒီစိတ်ယုံဝန်ထမ်းတွေမှာလည်းဟိုဘယ်လိုပြောမလဲဟိုအများစွာထိခိုက်မှုတွေရှိခဲ့တယ်ပေါ့နော်ဒီစိတ်ယုံဝန်ထမ်းတွေမှာလည်းစိတ်စိတ်ပဲဖြစ်ဖြစ်ပါပဲပေါ့နော်ထိခိုက်မှုတွေအေးပေါ့သူတို့ကိုယ်တိုင်လည်းခုနမဲဝါဖြစ်မှာပြောခဲ့သလိုပဲဒီထဲကိုရောက်လာတဲ့လူနာဆောင်ပဲဖြစ်ဖြစ်ရှောင်းသူနာပြုပဲဖြစ်ဖြစ်ပြန်လည်းမထွက်ရဘူးပြီးတော့အဲ့မှာရှိတဲ့လူအများစုကလည်းခုန900ခန့်လုံးပဲအသက်ရှင်ပြီးတော့ဒီလူကလည်း1000လောက်တည်သွားတာဆိုတော့သူတို့မှဒီလိုဒါဘော့ ခုနပြောလဲစိတ်ပိုင်းဆိုင်ရာเนาะတိကိုင်းမှုတွေရှိနေမှာပဲလေဟုတ်တယ်ဟိုပြောမှာကျွန်တော်တို့ကိုဗစ်မှာတော့ဟုတ်တယ်တဖြုတ်ဖြုတ်နဲ့အဲ့လိုဖြစ်တာဆိုတော့เนาะစိတ်တွေကဘယ်လိုမှအဆင်ပြေနေမှာမဟုတ်ဘူးเนาะအဲ့လိုဖြစ်တာပေါ့เนาะအဲ့တော့အကွယ်ဒီ SRU ထဲမှာဆိုရင်တည်ဆုံးခဲ့ကြတဲ့သူတွေကမရေတတ်နိုင်အောင်များပြလာတယ်อืมထိုးပို့ပြီးတော့နောက်တစ်ခုကဘာဖြစ်လာလဲဆိုတော့ဒီဝိညာဉ်နေဩ ဝိညာဉ်အေးပါဝိညာဉ်တော့တိတ်ဆုံးတဲ့သူတွေကများပြလာတော့ဝိညာဉ်တွေကလည်းအခုချိန်တိပေါ့နော်လွှမ်းမိုးနေရဲဆိုပြီးတော့ဒီ Wembley Head ကုဆတ်ယောဂဆေးရုံကြီးရပေါ့နော်ကဘာပေါ်မှာရှိတဲ့တရဲအချောက်ဆုံးနေရာကြီးတွေကနေတခုဖြစ်ကြောင်းယုံကြည်နေကြတယ်။အိုးလူအများကြီးတွေတဲ့အတွက်ကဝိညာဉ်တွေကတော့ဒါဘလို့အစိမ်းပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်သွားနေမှာပဲလေနော်ဟုတ်တယ်နော်ဟုတ်တယ်နော်ဒါကဘာဖြစ်ဖြစ်ညီကိုတို့ညင်းလို့မရဘူးလीနော် နေเนาะဖြစ်နိုင်တယ်ဟုတ်တယ်အဲ့တော့ကွယ်ဒီပေါ့เนาะအချက်လက်ကိုအထောက်ပံ့ပေးမယ်တိတ်ပံနီးနေပေါ့เนาะအဖြေပထောက်နိုင်သေးတဲ့ကိစ္စရက်တွေကိုလည်းညီမတစ်ချက်ပြောပြပေးအောင်မယ်ဒီတွားရောက်လဲပတ်တဲ့သူတွေကအများအားအကွယ်ရဒီခလေးတွေရည်သန်နေအဲ့ဒါတွေကြားရတယ်อืม အဲ့လိုမျိုးကြားရပေါ့နော်သူတဆင့်စကားတဆင့်ပြောကြတာပေါ့နော်တကားတွေဆိုလည်းအဲ့လိုစောက်ပိတ်လိုက်တာမျိုးလေးတွေပြောချင်တာကတကားတွေဆိုလည်းပွင့်လိုက်ပိတ်လိုက်တဲ့အမှလုံးနေပါဘို့ online online ဖြစ်နေပါဘို့အဲ့တော့ဒီသူ့ရဲ့ဒီဖြစ်ရုပ်ပြဆင်တစ်ခုလို့ဖြစ်နေပြီပေါ့နော်အဲ့တော့ဘယ်သူမှ မရှိတဲ့အခန်းနေမှာဆိုဥမာထားပါတော့အခန်းထဲမှာတော့ဘယ်သူမှတော့မရှိဘူးဒါပေမဲ့အဲ့ဒီမှာဥမာပေါ့ဟိုဓာတ်ပုံရိုက်မိလိုက်တယ်ဓာတ်ပုံထဲမှာဆိုအဲ့လိုမျက်နာတွေပေါ်လာတာမျိုးလေးတွေအဲ့လိုမျိုးတွေရောက် ပါလာတယ်ဆိုပြီးတချို့ကထုတ်ပေါ်ပြောဆိုထားကြတာ။အော်လူရောတကယ်မရှိနေဘူး။မရှိနေဘူး။ဒါပေမဲ့သူကဓာတ်ပုံတွေရိုက်ရအမှတ်တရမှတော့ဒီအခန်းလွတ်တွေဆိုရိုက်ထားပေးမယ်။ဒါပေမဲ့တကယ်ကဓာတ်ပုံပြင်ကြည့်ချင်းမျက်နာပုံတွေလူတွေရက်နေပုံစံတွေပေါ်လာတာ။အဲ့ဒါကိုမှတချို့ကကြောက်ဒီထုတ်ပေါ်ပြောဆိုထားကြတယ်ပေါ့နော်။ဟုတ်ဒါအပြင်ပေါ့ကွာဒီ replay ဟေးမှာပေါ့နော်။အရိတ်တွေဟိုလူပုံစံတွေတွေ့ရှိလာတယ်ဆိုပြီးပြောကြချက်တွေကလည်းများလာတယ်။နာမည်ကြီးပြီးတော့လည်းဒီအရိတ်တဲ့ပုံရိတ်တွေကလည်းဒီစေးရုံရဲ့နေရာအနှံ့ပြားမှာလေတွေ့ကြုံခဲ့ကြအောင်လေဟိုပြောမယ်ဆိုဆို တဖြည်းဖြည်းနဲ့လူပြောင်းများလာတယ်ပေါ့နော်အဲ့လိုဖြစ်လာအဲ့တော့ဒီအဆောက်အဦးကထူးဆန်းလာဒီအဆောက်အဦးလွတ်သွားပြီလွတ်သွားဆိုတော့ငါကပေါ့ညီမပြောပိတ်လိုက်တယ်ပေါ့ဆေးရုံဟိုတယ်လည်းမဖွင့်ပြဘူးဆေးရုံလည်းမဖွင့်ပြတော့ဒီလိုမျိုးလွတ်နေတဲ့အချိန်မှာတတိယအဆောက်အဦးဟောင်းကြီးဖြစ်နေတဲ့အချိန်ပေါ့ ဲ့ဒီဒီတတိယအထက်မှာဆိုရင်အိမ်ချေရမဲ့တူအောင်ပေါ့နော်သူ့ရဲ့ခွေးနဲ့အတူပေါ့နော်ဒီဓာတ်လေကခေါင်းနိုင်ကိုပြုတ်ကျသွားတာဩအဲ့ဒီအိမ်ချေရမဲ့ယောက်ျားတူနဲ့အဲ့ဒီခွေးလေးနဲ့ဩဟုတ်တယ်ပေါ့အဲ့တော့အစာဥပါရှင်တူဖြစ်တဲ့ပေါ့နော်တီနာမက်တင်ကလင်နဲ့ဒီတခြားအများပြတဲ့သူတွေကလည်းသူဒီပေါ့နော်ဒီအိမ်ချေရမဲ့ယောက်ျားနဲ့ဒီခွေးလေးရဲ့ဝိညာဉ်ကိုလည်းတွေ့မြင်ခဲ့ကြအောင်ပြောကြခဲ့တယ်။အော်သူတို့လည်းအဲ့လိုဝိညာဉ်ဖြစ်သွားတာ။ဖြစ်သွားတာပေါ့ကွနော်ဒီစိတ်ယုံကြီးထဲမှာပဲဖြစ်သွားတာဆိုတော့အဲ့တော့ ဒီအဖြူရောင်ဆရာဝန်အင်ကြီးဝတ်ထားတဲ့အရိတ်ကြီးပုံတွေကလည်းပေါ်ပေါ်လာတယ်အဲ့လိုတည်နေရတယ်များလာပေါ့နော်သူကူးဆက်တယ်ဆိုဆရာဝန်တွေလည်းထေကြမှာပဲညာရည်ပြေပေါ့နော်အဲ့တော့ဒီအရိတ်ပေါ်နေကြောင်တည်နေရတဖြည်းဖြည်းနဲ့များ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 လာတယ်ဝိညာဉ်ဖန်းသူတဦးကလည်းပေါ့နော်ဒီယောက်ျားတဦးကိုတဲ့ဒီစတုဒ္ဓတ်ထမှာရှိရဲ့ဆေးကူးဆောင် အခန်းထဲကိုပေါ့နော်ဝင်ရောက်သွားတယ်ဆိုပြီးတော့သူကတွေးလိုက်တယ်ဒါပေမဲ့ဝင်ရောက်ပြီးတော့ပြက်ခွေသွားတာအော်ဝင်လာရဲ့တခါရဲ့အဲ့ပုံစံကြီးပြက်သွားတယ်အဲ့ပုံစံမျိုးလည်းဒီတရံဖန်းတဲ့သူတဦးက သူဒီလိုတွေ့ချောင်းဆိုရအောင်လဲပြောပြပြောတယ်ဩအဲ့ဒါအပြင်ပေါ့နော်ဒီတတရထမှာဆိုရင်တင်မရီလို့အမည်ခေါ်ရဲပေါ့နော်ကောင်းလေးတက်ဦးရဲ့ဒီဝိညာဉ်တည်ထင်ရလဲ ဟိုညာအပြောများလာတယ်ပေါ့နော်အဲ့ဒီကောင်လေးကဆိုရင်လေဒီအပြာရောင်ရောဘာဘောလုံးနဲ့ကစားဖို့ကစားတတ်တယ်ပေါ့နော်သူကစားတာကြိုက်တဲ့ကြောင်းဆိုလည်းပြောကြတယ်ပေါ့နော်ဩအဲ့ဒီဝိညာဉ်အပြာရောင်ဘောလုံးနဲ့ကစားနေလားဟုတ်တယ်ဟုတ်တယ်ရောဘာဘောလုံးလေးနဲ့ तू อ่ะ तू ကြိုက်တယ်ပေါ့အရင်ကြိုက်နေတတ်တယ်ဆိုပုံစံမျိုးလေးနဲ့ပေါ့နော်အဲ့ဒီနေရာမှာဆိုလည်းဒီအုံနောက်ထဲကိုပေါ့နော်ယောဂါကြီးကပြတ်ပွားခဲ့တဲ့လူနာတွေကိုငါတက်တော့ပို့ခဲ့လိုက်တယ်ပေါ့နော်အဲ့ဒီကောလာဟာလာတည်နေရလဲရှိနေခဲ့တယ်အဲ့ဒီ အထက်ငါးတက်မှာဆိုနာမည်အကြီးဆုံးနဲ့အငင်းပွားဖို့အကောင်းဆုံးအခန်းတစ်ခုဟိုပြောပြမယ်ပေါ့နော်အခန်းတစ်ခုက9ရက်နဲ့တက်။ဩအခန်းနံပါတ်9ရက်နဲ့9ရက်နဲ့ဖြစ်တယ်ဆိုပြသူကဆိုကြတယ်သူပြောပြတယ်ကြောက်စရာအကောင်းဆုံးပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့တော့အခန်း9ရက်နဲ့မှာအဲ့ဒီမှာဖြစ်ခဲ့တာကြောင့်ဟိုပေါ့နော်ကိုကိုကိုပေါ့နော်ဒီအဆုံးစီရင်ခဲ့တဲ့အကြောင်းရဲ့နှစ်ခုကြောင့်နာမည်ကြီးခဲ့တာ9ရက်နဲ့ကဩအဲ့အခန်းမှာဖြစ်ခဲ့တာဟုတ်တယ်အဲ့ဒီ9တက်မှာပဲ9ရက်နဲ့မှာဖြစ်သွားတာလည်းဟုတ်ဟုတ်ဟုတ်ထန်ခုက32ခုနဲ့ပေါ့နော်အဲ့ဒီအခန်းအနည်း ဒီ၅တက်ပေါ်တီကိုမှဒီခုံချပြီးတော့ဟိုကုကူကူပေါ့เนาะအသက်ဆုံးရှုံးစီခဲ့တဲ့အချိန်ကလည်းရှိနေတယ်ပေါ့เนาะဟုတ် တချို့လူတွေကတော့ပေါ့နော်သူမကိုတွန်းချခံရတယ်ဆိုလဲယုံကြည်ကြတယ်။အင်း။အဲ့တော့အခြားပေါ့နော်ကိုကိုကိုအသက်ဆုံးရှုံးစေမှုတခုတည်းမှာ၄နှစ်စောပြီးတော့ဒီ1928ခုနှစ်မှာဖြစ်ပွားဖြစ်ခဲ့တယ်ပေါ့နော်။အဲ့ဒီအခန်းဒီ9ရက်နှစ်အပြင်မှာသူနာပြုဆရာမပေါ့နော်မေရီဟယ်လီဘတ်ကပေါ့နော်သူရဲ့ဒီကြေခွဲပွဲရာပေါ့နော်နီလန်နဲ့ဘဝနေကုန်ချုပ်ခဲ့ရပြန်တယ်ပေါ့နော်။အော်နောက်တစ်ယောက်ဖြစ်ပြန်နော်။ဟုတ်ပါ။ဒီတခြားယူဆတစ်ခုရာဆိုရင်မေရီရပေါ့နော်။ ဆရာဝန်တဦးနဲ့တူကိုဝင်ရခဲ့ပြီးတော့ပေါ့နော်ဟုတ်သူကဒီကိုဝင်ဖျက်ချပေးရကနေပြီးတော့သူတေဆုံးသွားတယ်ဆိုပြီးတော့ဟိုသူပေါ့နော်တေဆုံးသွားတာကြောင့်ပေါ့သူမတေဆုံးသွားတယ်ဆိုပြီးတော့မိမိကိုကိုအဆုံးစီရင်နေဖြစ်အောင်လုပ်ထားခဲ့ခြင်းဖြစ်တယ်လို့လည်းဆိုကြတယ်ပေါ့နော်ဩဩဟုတ်တချို့ကလည်းယောဂကူစားခံရတယ်ဆိုပြီးတော့တေဆုံးတယ်လို့လည်းဆိုကြတယ်ဩယောဂကူပြီးတေတယ်လို့ပြောကြတယ်ဟုတ်တယ်ဟုတ်အဲ့တော့အဲ့အကြောင်းပေါ့နော်သူကဒီဝေပလေးဟိမှာပဲအမြင်လျှောက်သွားနေရဲဆိုပြီးတော့ ဓာတ်ပုံကဒီပေါ့နော်ဟိုနတ်စမာပေါ့နော်ဒီမယ်ရီရဲ့ပုံဆိုပြီးတော့ပြောဆိုကြတယ်ဒီသူရဲ့ဒီအထက်မှာပဲရှောက်သွားတယ်ပေါ့သူရဲ့ဒတ်စမာဝတ်ဆောင်နေတယ်အဲ့လိုမျိုးဩအခုနကမဲဝပြောသလိုဓာတ်ပုံရဲ့လည်းပေါ်နေတဲ့ပေါ်နေတဲ့ပုံရတယ်ဒီမယ်ရီရဲ့ပုံဆိုပြီးပြောကြတယ်ပြောကြရပေါ့နော်အဲ့တော့ဒီအစာဦးထဲမှာကွာဒီဖြစ်ဖြစ်ခဲ့တာမရွေတက်နိုင်တဲ့တည်ဆုံးမှုတွေကြောင့်တရေအချောက်ဆုံးနေရာတစ်ခုဖြစ်နေခဲ့တာပေါ့နော်အဲ့တော့ထူးဆန်းတဲ့ကိစ္စတော့ဒါမဟုတ်တော့ဘူးပေါ့နော်ဒီဒီလိုမျိုးကြီးဖြစ်တယ်ဆိုတော့လေအဲ့တော့အခုကတော့ဒီ replay ဟေးကိုပြတိုက် အဖြစ်ပြုလုပ်ထားတယ်။ရှေးဟောင်းအမှုပညာလက်ရာတွေကိုလည်းလာရောက်လေ့လာကြတဲ့သူတွေကတစ်နှစ်တစ်နှစ်ထောင်ချီရှိနေကြ။အေးပေါ့။အဲ့တော့ဒီလေ့လာနိုင်တဲ့ဒီ program မျိုးမျိုးပြုလုပ်ထားပြီးတော့တမိုင်းကျောင်းလေ့လာခြင်းသူတွေပေါ့နော်။ပြီးတော့ဒီတဘာဝလုံးဖြစ်ရတဲ့ကိုလေ့လာခြင်းသူတွေအတွက်စသဖြင့်ပေါ့။ဝဲဆိုခွဲထားလိုက်တာသူသူလေ့လာခြင်းနဲ့သူလေ့လာတာကိုခွဲထားပစ်လိုက်တဲ့သဘောမျိုးပေါ့နော်။အင်း။အဲ့တော့ ဒီနာမည်ကြီးရဲ့လေအလောင်းတွေကိုရှင်းချတဲ့နေရာကြီးတော့တွားကြည့်လို့ရတယ်တဲ့။အော်အခုနောက်အလောင်းတွေဆွပစ်တဲ့နေရာနော်။အဲ့ထီအောင်တော့ကြည့်ပစ်ပေးထားတာ။အဲ့လိုမျိုးဆိုတော့ဟိုပေါ့ဒါကလည်းတော်တော်လေးယောဂကပ်ပေးရနေဖြစ်သွားရတာဆိုတော့ဒါတကယ်လက်ခံမှာပဲလေနော်။သူဆွဲလမ်းမှုတွေကြောင့်မကျွတ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်။မှန်တာပေါ့မှန်တာပေါ့။ခုနကကိုလို့ရှိမှပြောလို့ပဲဒါကြီးကဒီကိုဗစ်ဖြစ်တုန်းကလိုပဲကပ်ယောဂဆိုတော့နော်။ပြီးတော့တည်ဆုံးတဲ့လူတွေကလည်းအများကြီးပဲလေ။ခုနကမဲဝါပြောသလိုဒီလာရောက်ပြီးတော့ဒီယောဂကိုပေါ့ ဖြစ်လို့လာတက်တဲ့လူနာတွေလည်းပါမယ်။နော်လာဆောင်ရင်းနဲ့ပဲသူတို့ကကူပြီးတော့တည်ဆုံတဲ့လူတွေလည်းပါမယ်။ဆောင်ပါမယ်၊သူနာပြုပါမယ်နော်။အဲ့တော့အများကြီးလေနော်။ဆိုတော့အေးပေါ့နော်။ဟုတ်တာပေါ့။အဲ့တော့အဲ့ထဲမှာမသူရဲ့တည်ဆုံမှုလေးတွေရပါတော့ယောဂနဲ့ပုံပန်းနဲ့လည်းဒီတိုင်းတည်ွားရတဲ့သူတွေကလည်းရှိနေရဆိုလို့နော်อืมအေးပေါ့ဟုတ်တယ်နော်ဟုတ်ဒါပေမဲ့စိတ်ဝင်စားတာပေါ့ပြီးအခုအခုမဲမပြောရင်းနဲ့ဟိုစဉ်းစားနေမိတာပေါ့နော်ရှေ့မှာပြောတယ်မလားဒီ antibiotic ဆေးလေးပေါ်လဲပေါ်လာဒီဆေးရုံကိုသူတို့က ဟိုတယ်လုပ်မယ်ဆိုပြီးတော့လုပ်လိုက်သေးတယ်နော်ဟုတ်တယ်မလုပ်ဖြစ်တာကံကောင်းတယ်လို့နော်ဟိုတယ်ကလုံလိုက်လို့ရှင်လာတဲ့လူတွေတရေချောက်ခံနေရမှာလေဟုတ်တယ်ဘာလို့သူတို့နေရဆိုပြီးတော့လေနော်ဟုတ်တယ်ဟုတ်တယ်ဒိန်းနဲ့ချောက်ချာအေးကဲအခုဒီပြရလေးလုပ်ထားတဲ့နေရမှာတောင်မှဒါသူတို့အဖြစ်ပြက်တွေနဲ့ဟိုဘောင်းစုံနဲ့တည်ဆုံသွားခဲ့ကြရဲပေါ့နော်ခုနကသူနာပြူတွေရှိတယ်နော်ခုနဆောင်ဝန်နဲ့ဖြစ်ပါလို့ဆိုမယ်ရီတို့တွေရှိမယ်နော်ဒီယောဂါတကယ်ဖြစ်ပြီးတော့တည်ဆုံသွားတဲ့လူတွေရှိတယ်လीဟုတ်တယ်ပေါ့အကုန်လုံးပုံတွေပေါ်နေတယ်ဆို ဟုတ်တယ်လို့တော့ဟိုရိုက်ကြည့်ခုနမျက်နှာတွေပေါ်နေတယ်နော်အရေးကြီးတယ်နော်အရေးကြီးပြီနော်အဲ့လိုမျိုးကြီးဆိုတော့ဟိုဘောလုံးပြောင်းနေဆော့နေလေခလေးရောက်ရှိသေးတယ်ဆိုတော့သူကအဲ့ဘောလုံးတော့ဆွဲလမ်းသွားပြီလေအေးနော်ဖုန်ပါပေါ့အေးပေါ့ကဲဘာပဲဖြစ်ဖြစ်ပါမဲပါရဲ့ဒါကလည်းဒါဟိုဘလူးဘလူးခုချိန်ဒီတို့ဆက်ရှိပြီးတော့ဘာဖြစ်နေဦးမလဲဆိုတော့လေကိုတို့မှန်းလို့လည်းမရဘူးเนาะအဲ့တော့ကိုတို့ဒီတည်တလောက်မဲမပြောသမျှဆိုလို့ရှိရင်တော့ဒီအနေထားဒီပုံစံကြီးအတိုင်းတော့အဒီဒီဝေဘလီဟေးဒီစေယုံကြီးဟိုအဟောင်းဟာကြီးอ่ะဗောနော် ပြတဲ့အဖြစ်เนี่ยရှိနေသေးတော့ အခုအပြရိုက်သွားလေးလာရင်လေဒါတွေကရှိနေဦးမယ်ရှိနေမှာပဲဥမာလေကိုတာတို့သွားလဲရင်တော့ရိုက်ခဲ့လဲရောဘာကြီးပါလာပဲပြီးပြန်ပြောပြကြမယ်အေးဟုတ်တယ်နော်စိတ်ဝင်စားစရာကောင်းတယ်နော်ကြောက်ချင်ပါဟုတ်ဟုတ်ဟုတ်ကဲဟုတ်ပါပြီမေဝါရေးဒါတကယ်ကိုဒါအဲ့ခက်တခက်မှာဖြစ်ပျက်ခဲ့တယ်ဒါထူးခြားတဲ့နေရာကြီးတစ်ခုလည်းဖြစ်တယ်ပေါ့နော်မတန်းကြီးတစ်ခုလည်းဖြစ်တယ်ပြီးတော့အခုဆက်ပြီးတော့သူတို့ကြံနေခဲ့တဲ့အခုလိုမျိုးဒါမမြင်ရတဲ့ ဝင်ညင်နေပေါ့နော်ဒါတွေလည်းရှိနေသေးတဲ့အတွက်ကြောင့်မလို့ဒါတကယ်ထူးခြားတဲ့အကြောင်းအရာကြီးပါပဲနော်အဲအပြေလဲရှာလို့မရအောင်လေးဘာကြောင့်ခုတည်းဆက်ရှိနေနေလဲဆိုတော့နော်ဟုတ်ပါတယ်ပေါ့နော်ကြဲတော့မဲဝါခုလိုမျိုးရှာဖွေပြီးပြောပြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နော်နောက်တစ်ခေါက်ဒီမှာလည်းဒီထက်ပိုပြီးတော့ ကောင်းတဲ့ဒီတဲ့ပို့ပြီးတော့ဟိုငင်းစရာတွေရောเนาะဖြည့်ရှင်းလို့မရတဲ့အကြောင်းအရာတွေအများကြီးပါမယ့်အကြောင်းအရာလေးတက်ပြီးတော့ရှာပေးပါဦးเนาะဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျာကဲကျွန်တော်တို့မောင်နှောင်းနေအောင်ကနေပြီးတော့အခုလိုမျိုးဖြည့်ရှင်းလို့မရတဲ့အကြောင်းအရာတွေကိုရှာဖွေပြီးတော့ကျွန်တော်တို့တင်ဆက်ပေးနေရဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါရှင့်